အားလုံးပဲမင်္ဂလာပါရှင်ဇွန်လတလတာအတွက်နမိတ်အဆဆလုံးလေးများနဲ့ဟောစရန် plus ရေရာကိုဆီယမထက်တက်တော်မှာပုံမှန်တင်ဆက်ပေးနေကြပုံစံလေးအတိုင်းပဲမြင့်တာလက်ဆောင်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ညံမူစောကမတက်နိုင်ဘူးဆိုသူများနဲ့အဆင်မပြေဘူးဆိုသူများဆီယမစီမှာအကြောင်းရင်းရောလာမေးဖို့အဆင်မပြေသေးဘူးဆိုသူများဒီရေရာလေးတွေနဲ့ဟောစရန်လေးနဲ့ဟိုလိုက်ပါနာစီပြုလို့လို့ရပါတယ်ရှင်ပထမဆုံးနမိတ်အဆအခေဟာ ပထမဆုံးနာမည်အစအခေယစုစေစောလာအခေယနဲ့စရတဲ့သူတွေဒီသူတွေအထက်ကောင်းတာလေးတွေအဆင်ပြေတာလေးတွေအချစ်ရေးကိစ္စလေးတွေအဆင်ပြေတာလေးတွေညီကိုမောင်တို့ဆွေမျိုးသားချင်းတို့ရဲ့ထောက်ပံ့နေရရှိပြီးနေ့စဉ်ဝင်ဝင်လာစဉ်ဝင်ဝင်လေးတွေတိုးတက်လာပြီးဆိုတဲ့အကြောင်းလေးကိုဖော်ပြနေပါတယ်ရှင် ကျမရဲ့အတွက်စိုးရိမ်တော့ကြတယ်အစမပြေမှုတွေရဲ့စိုးရိမ်တော့ကြတွေက90ရာခိုင်နှုန်းတိရှော့ချသွားပြီဆိုတာကိုပြောလို့ရပါတယ်။အဲ့တော့ဇွန်လရဲ့မိုးသားအေးအေးလေးတွေကြမှာနှလုံးစိမ်ဝင်လေးအေးချမ်းရတော့မှာပေါ့နော်။တကယ်လို့လဲနှလုံးစိမ်ဝင်အေးချမ်းရမှာပါ။ဇွန်လတွေမှာဆိုလို့ရှိရင်ဒီဂျိုးငါးလုံးမှုဖြစ်စင်နေရတဲ့တဖြည်းဖြည်းနဲ့ရောပါတတ်တာလာပြီးစနေဂျိုးကြီးပဲထိထိပဲကျန်တော့တယ်။ မင်းရာဒီထဲမှာတခြားဖေချုံမှမရှိတော့ဘူးမရှိတော့တဲ့အတွက်ကြောင့်မလို့စိတ်နှလုံးပူနောင်တော့ကလေးဒီအီချမ်းလာတော့မယ်ဆိုတဲ့အကြောင်းလေးကိုနတ်ခတ်စာရာခွင်ကြီးကဖော်ပြပေးနေပါတယ်ရှင်ဒီတော့နမေအစအခေယာစုစေစောလာသမားရင်စာလုံးမှာအုပ်စုနှစ်ခုရှိရယ်စိတ်လို့စမ်းလို့စန္ဒရာတို့အဲပြီးတော့ဟိုစီတို့ အဲ့ဒီအုပ်စုတွေကကြတော့နောက်ဆုံးအုပ်စုတွေမှာထပ်ပေးထားတယ်စုစေစောလာစိုးပါမယ်ပေါ့နော်ဒီအခေယအုပ်စုတွေမှာဒီသူတွေကကြတော့ဆီယမားကဒီပထမဆုံးအုပ်စုတွေကိုထည့်ပေးထားတယ်ရရလေးတွေအနေနဲ့ကတော့ခွေးစာကြောင်စာကျွေးပေးတဲ့ရရလေးတွေပြုလုပ်ပေးလိုက်ရပါတယ်ရှင်ရရရေးလို့မဟုတ်ဘူးကိုမြေတာစေတနာရှိသလားပေါ့နော်လုပ်ပေးလိုက်လို့ရတယ်ဖះပါ ပန်းကတ်လို့မယ်ဆိုရင်တော့မင်းမျိုးပန်းလေးကိုကတ်လို့ပူဇော်ပေးလို့ရပါတယ်ရှင်။နောက်ထပ်နမဲအစအခေယာနမဲအစအခေယာအဝဘထချိုင်နေစရဲသူတွေအခေယာအေအကတိအောင်အေအောအုတ်အုတ်ကဝေဝေအကုန်ပါတယ်နော်။အောင်စုအကုန်ပါတယ်ဝါအောင်စုအကုန်ပါတယ်ဗတ်တချိုက်အောင်စုဗတ်တချိုက်နဲ့ဆက်ဆိုဗညာတော့ရှိမယ်ပေါ့နော်အဲ့ဒီအောင်စုတွေပါတယ် ဒီသူတွေရဲ့ဝေးကြီးကန်တရားအရင်ကောင်းလာပြီးအလုတ်ကင်ကန်တရားကောင်းနေတဲ့အလုတ်အစ်ရာလူအစ်လာစာအစ်တွေကိုရရှိမဲ့ကန်တရားတွေရှိနေပါတယ်။အလုတ်ပြောင်းလဲချိန်တည်ရှိပါတယ်ရှင်။တနည်းအားတနည်းအားကိုအလုတ်ခုန်ကူပြီးပြောင်းလိုက်မယ်ဆိုလို့ရှင်ရာလူလာစာတိုးတာတွေဖြစ်နေပါလိမ့်မယ်။ရေရီအားလေးဒီအနေနဲ့ကတော့ဖះမှာပေါ့နော်။ကိုကနိုအေးကတ်လူပူဇော်ပေးတာတကြီးရဲ့ဦးမရှိစင်းရဲသားတွေ သူများတွေဟိုပဲဖြစ်ဖြစ်노အေးပလေးလေးတွေလက်ဆင်ကမ်းလှူဒန်းပေးတာဈီးဖြော်ရေးစရုဒီတာတိုက်ပေးရပါတော့ဒီလိုရေတရားလေးလုံးလိုက်ရတယ်သူဒီလည်းပဲကြောင်စာခွေးစာကျွေးပေးလို့ရပါတယ်ရှင်နောက်ထပ်နာမည်အစအခေဟာကာကြီးစလိန်ငါအခေရတယ်လက်ခမောက်ခတ်တော့အကောင်းဆုံးပဲကာကြီးစလိန်ငါသမားတွေအကောင်းဆုံးပဲအကောင်းဆုံးပဲအကောင်းဆုံးပဲ ဘလောက်ကောင်းသွားပြီလဲဆိုတော့အစားကအရာတိုးတက်လာပြီအညက်နိုးပါဖျားတရားပဲပို့လို့တော့ပါเนาะအညက်နိုးပါဆိုတော့နောက်ထပ်နာမည်အစားအခေယဟာအခေယနဲ့စားရတူတွေဟာအခေယနဲ့စားရတူလေးတွေအတွက်ကအဲနည်းနည်းလေးပေါ့เนาะခိုက်ရင်တော့တာဖြစ်ွားတာလေးတွေနဲ့ငွေကြေးအကုန်ချလေးတွေများလာပြီး မီလေးကောင်းဆိုမြို့သားတို့ခရင်ချင်တာဒီယောဂရင်နဲ့ပတ်သက်ပြီးတတိထဂရင်းပစက်ပစောင်းသွားနဲ့ပတ်သက်တဲ့ယောဂတွေကျူးဆိုင်ပြီးအထက်လူကြီးနဲ့အဆင်ပြေမယ်အလौကိစ္စတိုးတက်ခြင်းတွေရမယ်ငွေမမြဲတတာလေးရှိမယ်ပေါ့ရန်ရီယာလေးတွေအနေနဲ့မှာဗာလေးပြုလို့ပေးရမလဲဆိုတော့ဖျားပတ်အနေနဲ့ဝါညုံလေးနဲ့မင်းမျိုးပန်းလေးကတ်လူပူဇော်ပေးပါရှင် နောက်တဲ့နာမည်အစားအခေယမအခေယနဲ့စားတဲ့သူလေးတွေမအခေယနဲ့စားတဲ့နာမည်အစားပိုင်ရှင်တွေကသူကအငြင်းရလေအရင်မလွတ်သေးဘူးပြီးခဲ့တဲ့တနေ့ခွဲတာကာလတွင် sorry ပြီးခဲ့တဲ့နှစ်နှစ်ခွဲနှီးပါးလေစနေရတိုက်ရိုက်မြင်သွားသေးတယ်အခုလေရာဟုကဆင်းလာပြီဆိုတော့မအခေယသမားတွေအနေနဲ့အိမ်တော်ရေးအထူးတတိချပေးပါ အိမ်နောင်ကွဲချီရေးကွဲကွဲကွာတာခွဲခွာတာနိုင်ငံခြားကိုထွက်ပြီးကိုချစ်သူဘာသနာတွေကအလုံးလုံးနေဆိုတော့ကိစ္စမရှိဘူးအဲကိုနဲ့တမျိုးတည်းတည့်ရတဲ့တရားရဲနေရဆိုရင်တော့ဘေးလူနောက်ရက်တာကြောင့်အချီအိမ်နောင်ရေးကန်တရားအဆင်မပြေတာမအိုကေတာပေါ့နော်ဟာသူနဲ့ငါခွဲနေပြီးတော့မယ်ကွဲတော့မယ်ငါဓာတ်မခံနိုင်တော့ဖြစ်တတ်တယ်ငွေကြေးမှာခတ်နှင်းနှင်းလေးတွေတိုးတက်သွားဖို့ရှိရဲ့အရန်လောဘကြီးလဲရတာ မမဟုတ်ဘူးမအခရနဲ့စာရေးကျောင်းသားတွေတော့ပညာတော်သင်တာနိုင်ငံခြားစကောလာရှစ်သွားတာပညာရေးနဲ့ပတ်သက်လို့ကတော့အထူးကိုကောင်းနေတဲ့ကာလလေးဖြစ်ပါတယ်ရှင်မအခရနဲ့စာရေးသူတွေရဲ့ရေရရလေးတွေအနေနဲ့ကတော့ဖះမှာထိဖြူလေးကတ်လူပေးပါတောက်တော်ရေရေစီဒီလေးပြုတ်လို့လူတန်းပေးလို့ရပါတယ်နမေအစအခရပါဆောက်နာကြီးထဝင်မဲတရပေဟထိုးဆိုရှင်တို့ပါလို့ရှိရည်လေ အဲ့ဒီနာမည်အစအခရာလေးတွေနေနေရတော့ relationship partner အပြဲအကွက်ဇလန်းလေးတွေပေါ်နိုင်နေအလုတ်ယာရူလစာကျင်းတေပေါတိုးတက်ဖို့တွေရှိရယ်အထက်တန်းစာမေးပွဲဖြေဆိုမဲ့ကလေးဆိုရင်တော့ပညာရေးကတ်ကောင်းတယ်ခုံနူးပြေနေအောင်မြင်မှာပေါ့နော်အဲ့ဒီလိုကန္တရာမျိုးရရှိကြတယ်လျှို့ဝှက်ရန်သူတွေပေါ်ပေါက်တက်ပါတယ် ရေရရလေးတွေအနေနဲ့ကတော့ဘလို့ရေရရလေးပြုလို့ပေးရမလဲဆိုတော့ရွက်လာနဲ့တီဟိုအညို့လေးတွေစပယ်ပန်းလေးတွေဖျားမကတ်လို့ပေးလို့ရပါတယ်။နမဲအဆအခရာရောက်တော့တောင်းဝင်းပုံနဲ့စရတဲ့သူတွေ ခေါင်းရှုပ်စရာစိတ်ရှုပ်စရာ အနေအထားတွေကိုစတင်ပြီးတော့ချင်းနှင်းဝင်ရောက်လာတဲ့ချိန်ကဖြစ်နေတယ်။အထက်လူကြီးအကြီးအကဲနဲ့အဆင်မပြေရမျိုးတွေဖြစ်တတ်တယ်။အချိန်ရေးမှာအကွဲပြဲဇလန်းလေးတွေပေါ်တတ်ပါတယ်။အလောက်ကင်နဲ့ပတ်သက်လို့ကတော့ပုံမှန်လေးတိုက်ကံကောင်းနေပြီးဆရာကောင်းသမားကောင်းအထောက်ပံ့ရရှိပြီးပညာရေးအတွက်ကံကောင်းနေအချိန်ရေးဝင်လာလို့ရှင်တော့နှောင်လေးကြကြတာမျိုးဖြစ်တတ်တယ်။အချိန်ရေးဝင်လာလို့ရှင်တော့ပညာရေးနှောင်လေးကြကြတာမျိုးဖြစ်တတ်တယ်။ ခါနာခါကိုက်တတိထားပြီးအစာအိမ်နဲ့ပတ်သက်တာတတိကြပြီးဒါရာကောက်တောင်းမှုတမားနေနော်ရရရလေးတွေအနေနဲ့ကတော့အောင်တပြေလေးဖះမှာကတ်လူပူဇော်ပေးပါလီလီတန်ဖះကိုကတ်လူပူဇော်ပေးလို့ရတယ်ဇပယ်ပန်းကတ်လူပူဇော်ပေးလို့ရတယ်နမေအစအခင်ဟာနာငယ်ရပလက်နဲ့စတဲ့သူလေးတွေနိုင်ငံရေးအခြေအနေဆက်သွယ်ဆောင်ရွက်တဲ့ကိစ္စတွေအစီအမင်းမဲ့အကောင့်ထဲကိုချင်းချင်းဝင်ရောက်လာပြီးပြီးခဲ့တဲ့နှစ်နှစ်တာကာလတုန်းကဒဏ်ခံသားသမီးတွေ ဝေကျဲစည်းဝါးတွေအခုမှဝင်လာပြီဆိုတဲ့ပိုင်းငံနာကိုကြားရောက်နေတယ်။အလုံးနဲ့ပတ်သက်လို့ကျင်းတွေပေါက်ပြောင်းလဲတွေပုံမဲ့အလုံးတရဝိုင်းတော့ရန်ကြီးရာရူးလက်လာပိုင်းတိုးမှာတော့မဟုတ်ဘူး။ဝေကျဲအရာတော့တိုးတက်နိုင်တယ်။ဥမာလဆာတိုးနေတာမှတော့အိပ်ပိတ်တိုးနိုင်တာပေါ့နော်။ဒီလိုနေသားလေးဖြစ်နိုင်ပါတယ်။ရရလေးတွေအနေနဲ့မှာတော့ရွှေထီးလေးဖျားမှကတ်လူပူစော်ပေးရတတိဆုံးလေးကတ်ပေးရရပါတယ်ရှင်။နောက်ထပ်နမဲအစအခေဟာ ဓာအုတ်ခြိုက်ဓနာတော့ဘာလို့ပါနော်ဖဝချုပ်ဘာကုံဖုံးလို့ဘာကုံနဲ့ဆိုင်ဘုံလို့ဖဝထုံနဲ့ဆိုင်ဖြိုးဖုံးလို့ ဲ့ဒီနာမည်အစအခရာပိုင်ရှင်လေးတွေအနေနဲ့ကကံကောင်းခြင်းမင်္ဂလာတွေဖြစ်လာပြီးငွေကြေးလူစွမ်းလူစားပြတ်သားရမယ့်အပိုင်းကြီးမှာအရင်ကအောင်မြင်တိုးတက်နေပြီးကိုယ့်ရဲ့အစွမ်းတက်တီနာမည်ကြီးဖို့တွေဒီနှစ်ထဲမှာအများကြီးလှုပ်ဆောင်လို့ရပါတယ်နိုင်ငံရေးချသွားမယ်ဆိုအဆင်ပြေရာရှိပြီးွားတော့တပည့်တပန်းနဲ့အဆင်မပြေတော့လက်အောင်ငင်တာအကျိုးမပေးဘဲနဲ့ထက်ရာရှိရေကိုဒုက္ခပေးတဲ့တာမျိုးရှိတတ်တယ် ရတရားလေးတွေအနေနဲ့ကတော့ခန္ဓာမပန်းလေးတွေချွေရတောင်လေးဘုရားမှာကတ်လို့ပူဇော်ပေးတာမျိုးပြုလုပ်လို့ရပါတယ်။အင်းကဘုရားမှာလည်းရတယ်နော်။နမိတ်အစအခေဟာခါကွေးစာကွေးခါငယ်နဲ့စားတဲ့သူလေးတွေ။ဒီနမိတ်အစအခေဟာလေးရံဝေးကြေးလေးတွေအဆင်ပြေလာပြီ။ရှမ်းသူလေးကိုအောင်လိုက်မဲ့စိတ်ချမ်းမြေ့စရာလေးဖြစ်နိုင်ပြီ။အဝေးလဲများသူတို့အထွက်လဲများတဲ့အလုတ်ပြောင်းလဲရှိရင်ကျိန်းလေးပေါက်ပြမယ်။ လာဦးလာစားတိုးမယ်။ကောင်းမယ်။သို့တော်လေငွေကြီးချေးရွက်ထွက်ကတော့တတိထားပေးပါအောင်။ဘာဖြစ်လို့ဆိုအလိမ်မခံအခိုးမခံကိုတတိထားပေးရမှာပေါ့နော်။ယတရားလေးတွေအနေနဲ့မှာကဖះမှာထိပြူရွှေချီတတိစိုးလေးတွေကတ်လို့ပူဇော်ပေးပါဖျော်ရွှေစိုးလေးကတ်လို့ပူဇော်ပေးလို့ရပါတယ်။နမေအစအခေယပအခေယနဲ့စားတဲ့သူတွေ တသမားလေးတွေအိမ်တော်ရေးအခြေရေးတတိချပေးပါပညာရေးငွေကြေးအလောက်ကိုင်းငွေကြေးရတော့အလောက်ထိမလာသေးဘူးပညာရေးနဲ့ပတ်သက်တဲ့စိတ်ဆိုင်ရတဲ့ကြိုးပမ်းမှုတွေအောင်မြင်မယ်လက်လာပါပိုင်းရေးအဆင်ပြေမယ်ကျမ်းမာရေးပြီးခဲ့တဲ့နှစ်နှစ်ကျော်တာကာလမှထောက်ချောက်မကောင်းတဲ့ကျမ်းမာရေးအဆင်ပြေမယ်ခေါင်းရှုပ်စရာဆေးချိုးစရာတွေတဝက်တီတီတက်တာဝါပြီး ရန်ရီယာလေးတွေအနေနဲ့ကတော့အောင်တပြေခံတော့အညိုလေးဖျမ်းမှကလူပူဇော်ပေးပါနမေအစအခေယာဆရာမတို့လိုထပ်စင်လို့ဓာရီစာမြင်ဆွဲဆံပေါ့နော်ဒါစာမြင်ဆိုဆံတို့ဘာလို့ရမလဲထပ်စင်လို့ဆိုထပ်တော့ထောတော့ကုံတော့ချင်းတို့ဓာရီ ဆာလုံးဒီဟုတ်ဆာလုံးကတမတော့ဆာလုံးရဲ့တတိတင်ဆန်းဆာလုံးလုံးကြီးတင်မတန်စိတ်အောက်ကမြင်စိတ်ဆာလုံးလုံးကြီးတွေမသက်စိဝေစာနှလုံးပေါက်စိပါမယ်ဒီဆာလုံးအုပ်စုတွေမှာဆန်ဒရာပါမယ်ဆာလုံးညက်သစီပါမယ်အဲဆာလုံးတတိတင်ဆန်ပါမယ်ဆာလုံးကြီးလုံးကြီးတွေမသက်စိပါမယ်အပြီးွားလို့ရှင်ဆန်ဒရာစီပါမယ်နော် အာသူကနည်းနည်းစာလုံးအုပ်စုကနည်းနည်းရှုပ်သွားတယ်။အဲ့ဒါထက်စလူဓာတ်တွေစာမေတဲ့ညအခင်အသမားတွေနိုင်ငံရဲ့ခြားသွားငယ်ရှိရဲ့အိန္ဒိယထိုင်ရဲ့အပြောင်းလဲတွေရှိရဲ့အိုးအိမ်ရင်ကားဝင်ငိမ့်နေရှိရဲ့ခေါင်းရှုပ်ဆရာဆစ်ရှုပ်ဆရာကန်နေကြရတဲ့ရည်60ရာခိုင်နှုန်းရောကြသွားပြီကို့မှာဖြီးစင်းနေတဲ့တောကတွေတဝက်တိတိရောကြသွားပြီဒါပေမဲ့ ချမ်းမရေးအနေနဲ့အလောက်ကြီးစိတ်တိုင်းကြတဲ့အနေထားမျိုးလေးမှမရှိသေးဘူး။ညီကိုမမဆွေမျိုးသားချင်းတွေကိုကိုယ်ကလည်းဒုက္ခပေးတတ်တယ်၊ကိုယ်ကိုလည်းဒုက္ခပေးတာခံရတတ်တယ်။အထက်ရရှိကြီးကဲတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုတတိထားပါ။ဆော်ဝဲဆာလန်ကိစ္စတွေကိုစကြုံဆာလန်ကိစ္စတွေကိုတတိထားပါ။ relationship partner တွေနဲ့ခွဲဝါနေရနိုင်ရင်ရှိရင်မြအခရာလည်းပါရင်တော့ဒီထဲမှာ task note ဓာတ်လေး အရှိရကြရဲဆာလုံးအခေကညအခေကအုပ်စုလေးပါတယ်နော်။အဲဒီပြောသမျှအုပ်စုမှာလောလောဆယ်မှာအဆိုးဆုံးပဲ။တရားအားလုံးကိုစိတ်နှလုံးပုံဝင် short ချပြီးတော့အေးချမ်းရလေးနေရမယ့်ချိန်ခါဖြစ်တယ်။တော့နိုင်တဲ့လောက်ငါလွတ်ပေးပါ။ရေရလေးအနေနဲ့ခန်းတော်ညုံလေးဖျားမှာကတ်လို့ပေးပါ။ဝါညုံလေးဖျားမှာကတ်လို့ပေးပါ။ငါလွတ်တဲ့ရေရလေးပြုလို့ပေးပါရှင့်။ အဲ့ဒါဆိုလို့ရှင်တော့အားလုံးအတွက်ပဲဒီဇွန်လအတွက်နည်းနည်းအစစကလုံးများနဲ့ဟော်ဂိန်း plus ရေရာလေးကိုဆီယမ်မာတင်ဆက်ပေးပြီးသွားပြီးဖြစ်ပါတယ်။အရင်ကြီးပေါ်တော့အပြောင်းလဲနေနေအရင်ခေါင်းရှုပ်စရာဆိတ်ရှုပ်စရာလေးအနေထားမှာတော့မရှိတော့ဘူး။ အဖြေးပေးနဲ့မရှိတော့သွားဟိုကဘာအေးရဲ့ကိုပြောလေဥမာငလင်းနေလှုပ်သွားလို့ဘာလို့မျိုးအဲ့လိုမျိုးရိုင်းကြောက်စရာအနေထားတွေမရှိတော့တဖြည်းဖြည်းနဲ့ပုံမှန်အခြေအနေတိုင်းလေးပြန်ပြီးတော့ဖြစ်လာပြီလူတွေရဲ့စိတ်နှလုံးမတည်ငြိမ်တာ အကြောင်းအရာဆိုးရွားတာတွေစိတ်တွေကြောက်ကြဲဖြစ်ပြီးတော့တူနဲ့တူခိုင်ရန်နေမတော်တဆတွေပြဿနာတွေဖြစ်ွားတဲ့အခြေအနေရတယ်ရှော့ချလာပြီလို့ဒီဇွန်လထဲမှာပြောမိလိုက်မိုးအေးလာလို့စိတ်တွေလည်းအေးပြီးလူတွေလည်းနေရတာစိတ်နှလုံးလေးတွေအေးချမ်းကြည်လင်နေမှာပေါ့နော်စိတ်ကဝင်နှလုံးစိတ်ကဝင်အေးချမ်းမှာချမ်းသာစကူရတယ်အော်ရန်ပစ္စည်းဥစ္စာတွေကချမ်းသာစကူမပေးဆွမ်းနိုင်ပါဘူး ကဲဆရာမရဲ့ဟောကင်းလေးကိုနားဆင်ပြီးတော့အားလုံးပဲမဟုတ်တုတာတစုံတရာနဲ့ဆောင်းရဲရှောင်းရဲလေးတွေရရှိကြပါစေလို့မြတ်ပြီသူပြီးသားအောင်လေကျမ်းမာချမ်းသာဘေးဘေးရာဒုက္ခတွေကင်းဝေးကြပါစေလို့ဆရာမထက်ထုံမှာဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်ရှင်။